လီဗလာဘောလုံးပွဲမှာနယူကာဆယ်ကချန်ပီယံဖြစ်ဖို့ရေပန်းစားနေတဲ့လဘာဘူးစင်ကိုချေစွမ်းပြပြီးတော့နှစ်ဂိုးတကိုးနဲ့အနိုင်ယူပိုဆွဲခဲ့ပါတယ်။နယူကာဆယ်အတွက်အဖွင့်ကိုကိုပထမပိုင်းပြီးကန်ဒီမှာထရီဘီယာရဲ့တောင်းကန်ဘောကနေနောက်ခံလူဒန်ဘန်းကပြင်းထန်အပါတဲ့ခေါင်းထဲချက်နဲ့သွင်းယူခဲ့ပြီးဒန်ဘန်းဟာရော့ဘလီနောက်ပိုင်းဝင်းပလီကွင်းမှာဂိုးသွင်းနိုင်တဲ့ပထမဆုံးနယူကာဆယ်ကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ်ပထမပိုင်းမှာလီဗာပူးသင်းဟာဂိုးပေါက်ကန်ချက်တစ်ချိန်သာပြုတ်လို့နိုင်ခဲ့ပြီးနယူကာဆယ်ကတော့ဂိုးပေါက်ကန်ချက်၉ချိန်ဂိုးပေါက်တက်မှု၃ချိန်အထိရှိခဲ့ပါတယ်ဒုတိယပိုင်း52မိနစ်မှာနယူကာဆယ်တဝက်ဒုတိယဂိုးကိုဂျေကော့မာဖီကောင်းတဲ့ချပေးတာကနေတိုက်စစ်ကစားသမားအီဆက်ကပိတ်သွင်းခဲ့ပါတယ်အီဆက်ဟာလီဗာပူးနဲ့တွေ့တိုင်းခြေစွမ်းပြလိရှိပြီးပြိုင်ပွဲစုံ၆ပွဲမှာ၄ဂိုးသွင်းဂိုးဖန်နေမှုတစ်ချိန်ပြုတ်လို့နိုင်ခဲ့ပါတယ် အခုပွဲကအီဆက်ရဲ့နယူကာဆယ်ကစားသမားဘဝပြိုင်ပွဲဆုံးပွဲတရာပြီးဖြစ်ပြီး58ဂိုးအထိသွင်းယူခဲ့တာကြောင့်ကိုယ့်အသင်းတို့ကပွဲတရာပြီးချိန်မှာအီဆက်တဲ့သွင်းကိုပုံများတာဆိုလို့ဟာလန်နဲ့ဆာလာတို့သာရှိပါတယ်လဘဘူးတွေခြေပါကိုကိုနာကျင်ချင်းဘူ94မိနစ်မှာခီဇာကသူ့ယူခဲ့ပေမဲ့နောက်ထပ်ခြေပါကိုမသွင်းနိုင်လို့လဘဘူးတင်ဒီယာဒီပထမဆုံးစူဖလာကံမြောက်ခွင့်ရမယ်အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ် ။ယူကာဆယ်တင်ဟာဝင်းဘလီကွင်းမှာကိုးဘက်စတိုင်းရှုံးလင်းခဲ့တဲ့မှတ်တမ်းစုကိုအဆုံးသတ်နိုင်ခဲ့သလို1955ခုနှစ်တုန်းက FA ဘလားချန်ပီယံဖြစ်ပြီးနောက်ပိုင်းနှစ်ပေါင်း80ကြာမှာပထမဆုံးပြည်တွင်းစုဘလားအဖြစ်လီဘလားချန်ပီယံစုကိုဆုကူးနိုင်ခဲ့တာဖြစ်ပါတယ်။အခုပွဲမှာအဖွင့်ကိုတင်ခဲ့သူဒန်ဘန်ဟာ Man of the Match ဆုရရှိခဲ့တာကြောင့် Chelsea ကတော့နောက်ခံလူ Terry နောက်ပိုင်း Lee Blah ဘောလူပွဲမှာ Man of the Match ဆုရရှိခဲ့တဲ့ပထမဆုံးနောက်ခံလူဖြစ်လာပါဗျ။ ယူကာဆယ်နီးပြအက်ဒီဟောင်းကတော့2008ခုနှစ်တုန်းကပို့စမောင်းနဲ့အတူ FA ဘလာစုခုခဲ့သူနာမည်ကျော်နီးပြဟောင်း Harry Redknapp နောက်ပိုင်းအသင်းတစ်သင်းနဲ့ပြည်ရင်းရှုံးထွက်ဘလာရယူနိုင်တဲ့ပထမဆုံးအင်္ဂလိပ်လူမျိုးနီးပြအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါအပြင်လီဘလာပြန်ပွဲတစ်လျှောက်မှာမက်ဒဘရော့နာမည်ကျော်နီးပြဟောင်း McLaren နောက်ပိုင်းလီဘလာချန်ပီယံဆုရရှိခဲ့တဲ့ပထမဆုံးအင်္ဂလိပ်လူမျိုးနီးပြအဖြစ်ခဲ့ပါတယ်။ လဘာဘူးတင်ကတော့လီဖလားဘိုလ်ဘွဲမှာလက်ရှိချန်ပီယံဘွဲမကာကွယ်နိုင်တဲ့ရှစ်သင်းမြောက်ကလပ်ဖြစ်လာပါပြီအခုဘွဲမှာရှုံးနေကြတာကြောင့်လဘာဘူးတင်ဟာအစင်လာပြန်ပဲမန်ချက်စတာယူနိုက်တက်တင်ရဲ့ပြည်တွင်းရှုံးတော့ဗလားချန်ပီယံဆုအရေးတွက်ကိုအမိလိုက်နိုင်မဲ့အခွင့်အရေးကောင်းလက်လွတ်ခဲ့ရပါတယ်ယူနိုက်တက်တင်ဟာ FA ဗလား73ချိန်လီဖလား6ချိန်ရယူပြီးစုစုပေါင်း19ချိန်နဲ့ပြည်တွင်းရှုံးတော့ဗလားကိုအများဆုံးပိုင်ဆိုင်ခဲ့တဲ့အသင်းဖြစ်ဆန့်ကျင်နေကြတာဖြစ်ပါတယ် လဘာဘူးကတော့ FA ဖလား၈ကြိမ်၊ League ဖလားကို၃ကြိမ်တင်း၁၀ကြိမ်အထိဆိုခုခဲ့ပြီးအခုပွဲနိုင်ရင် United နဲ့စုဖလားအရေအတွက်၁၉ကြိမ်စီတူညီသွားမှာဖြစ်ပေမဲ့အဲ့ဒီအခွင့်အရေးကိုဆုံးရှုံးခဲ့ရပါပြီ။လဘာဘူးသင်းဟာချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးရပ်ပိုင်းကြာမှာပဲ League ဖလားဘောလုံးပွဲမှာရှုံးနေခဲ့တာကြောင့်စုဖလားမျောလင့်ချက်အဖြစ် Premier League တလုံးသာကျန်တော့လို့ဖလားလက်မဲ့ဘောကလည်းအဆုံးမတက်ရအောင် Premier League Champion ဖြစ်ဖို့အာယုံစိုက်ကြိုးပမ်းရတော့မှာပဲဖြစ်ပါတယ်။